ပြောရအောင်မြင်သွားတာမြင်လိုက်တဲ့အခါဒါမှမဟုတ်ကိုချစ်တဲ့သူကတခြားတယောက်နဲ့ပိုစနစ်သွားတဲ့အခါမျိုးမှာစိတ်ထဲမှာတမျိုးကြီးဖြစ်သွားဘူးလားအဲ့ဒီလိုမတမတာဖြစ်စေတဲ့ရှုပ်ထွေးတဲ့မနာလိုစိတ်ဆိုတဲ့ခံစားချက်ကြောင့်ကိုဒီကနေ့မှအတူတူလေ့လာကြည့်ကြရအောင်ဒီခံစားချက်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုပါတခါတည်းရှင်းပြကြည့်ကြတာပေါ့ဒီခံစားချက်ကိုဒီနာမည်ကျော်စာရေးဆရာကြီးရှေးခ်စပီးယားကမျက်စိစိမ်မိစ္ဆာကောင်ဆိုပြီးတော့တင်စားခဲ့ဘူးတဲ့ အားလုံးလည်းကြားဖူးနေကြစကလုံးတစ်ခုဖြစ်မှာပါမနာလိုစိတ်ဆိုတဲ့ခံစားချက်ကိုပုံဖော်လိုက်တလို့ပါပဲနော်ကဲဒါဆိုမနာလိုစိတ်ဆိုတာအတိအကျဘာကိုပြောတာလဲဒါလေကိုယ့်ထက်တဆုံတယောက်ကတာသွားပြီးကိုယ့်နေရာကိုလာယူတော့မယ်လို့ခံစားရတဲ့အခါမျိုးမှာကြောက်စိတ်ရောစိုးရင်စိတ်ရောအဲ့ဒါတွေပေါင်းပြီးဖြစ်လာတဲ့ခံစားချက်မျိုးပေါ့အဲ့ဒီတော့ဒီခံစားချက်ကဘာလို့ထစ်လာရတာလဲအဓိကတိထားရမှာကဒါဟာကိုယ့်တယောက်ထဲရဲ့အားနည်းချက်တစ်ခုမဟုတ်ဘူးလူသားတိုင်းမှာ နက်နက်ဆိုင်ဆိုင်အမြင့်တွေနေတဲ့ဆက်ရိုက်တကူဆိုလာပါပဲစိတ်ဝင်စားဖို့ကောင်းတာကမနာလိုစိတ်ဆိုတာတကယ်တော့တခြားတယောက်ကြောင့်ဖြစ်တာမဟုတ်ဘူးဗျအဓိကကိုယ့်ရဲ့အတွင်းစိတ်ထဲကလိုအပ်ချက်တွေချစ်ခင်မှုကိုလိုချင်တာဘဒုမကိုကိုလိလူမရှုစေချင်တာအဲ့လိုကိုယ့်ရဲ့အခြေခံစံဓာတ်တွေနဲ့ပဲတိုက်ရိုက်ပတ်တန်းနေတာပါဒီမှာပူပီအန်တိုဆီယာကောင်းတာတစ်ခုပြောပြမယ်လေးလာမှုတွေအရာလေအသက်ချလာအရွယ်ခလင်းငယ်လေးဒီမှာတော့မနာလိုဖြစ်တဲ့လက္ခဏာတွေကိုတွေ့ရတတ်တယ်လို့ဆိုပါတယ် ဆိုတော့ဒါဟာလူသားတရားဖြစ်လာခြင်းရဲ့ရှောင်လွယ်လို့မရတဲ့အစိပ်ပိုင်းတစ်ခုလိုပါပဲ။ဟုတ်ပြီမနာလိုစိတ်ကလူတိုင်းမှာရှိတယ်ဆိုတော့အဲ့ဒါကိုဒီအချိန်လွတ်ထားရင်တော့ဘာတွေဖြစ်လာနိုင်မလဲ။ကျွန်တော်တို့ရဲ့စိတ်ကိုဘယ်လိုထိခိုက်စေနိုင်လဲဆိုတာစက်ချကြရအောင်။ဒေလဝဲတက္ကသိုလ်ရဲ့လေလံမှုတစ်ခုမှတွေ့ရှိခဲ့တာကတော့မနာလိုစိတ်ပြင်းထန်တဲ့သူတွေဟာအာယုံဆိုင်ဖို့ပိုခက်ခဲလာတတ်တယ်။တစ်ခုခု လုံနေရင်းနဲ့တောင်စိတ်ကဟိုးရောက်တီးရောက်နဲ့အလွဲတကူပြန့်လွင့်တတ်တာမျိုးပေါ့ ယောရှင်းရဲ့မွန်ရန်ဂိမ်းနေမှာတောင်ဆွမ်းဆောင်ရေးကြဆင်းပြီးတခြားသူတွေရဲ့ခန်းစားချက်ကိုနားလည်ပေးနိုင်စွာမှာရိုးချပွားတတ်တယ်လို့ဆိုပါရက်။ဒါကနေစဉ်ပွားမှာအလုံရောဆက်ဆံရေးတွေကိုပါထိခိုက်စေနိုင်တာပေါ့။ကဲပေးသနာကိုလည်းတီးပြီးတန်းရဲ့အဆိုးကျိုးတွေကိုလည်းတီးပြီးဆိုတော့အရေးကြီးဆုံးဖြစ်တဲ့ဖြည့်ရှင်းချက်ပတ်ကိုတွားကြရအောင်။ဒါကတော့ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွာကိုပြန်လည်ရယူဖို့အတွက်လက်တွေ့ကြပြီးအသုံးဝင်တဲ့အစီအစဉ်တစ်ခုပါပဲ။ ။ဒီပင်တနာကိုဖြည့်ရှင်းဖို့အတွက်ရိုးရှင်းပြီးတော့အရန်ထိရောက်တဲ့အဆင့်သုံးခွင့်ရှိပါတယ်။ပထမဆုံးခုခန်းစားချက်ကိုဝန်ခံမယ်။ပြီးရင်တစ်ဖက်လူနဲ့စကားပြောမယ်။နောက်ဆုံးမှာတော့အဖြစ်တစ်ခုကိုအတူတူရှာကြမယ်။ကဲဒါကတော့ကျွန်တော်တို့ရှောက်ရမယ်လမ်းပြမျိုးပုံပါပဲ။ပထမဆုံးအဆင့်ကတော့ဝန်ခံခြင်းပါပဲ။ဟုတ်တယ်။ကိုယ်စိတ်ထဲမှာချင်းနေတာကို အရင်ဆုံးလက်ခံရမှာပါ။ဒီလိုခန်းစားချက်မျိုးကိုမျက်ကွယ်ပြုထားလို့မရပါဘူး။ အကောင်းဆုံးနိလန်ကတော့ကိုစိတ်ထဲမှာဘလောက်ပဲဒရာမာဆန်းဆန်းရှုပ်ထွေးနေပါစေ။ဂျန်နယ်တစ်ခုထဲမှာအကုန်ပုံကွက်လေးလေးခြာရည်လိုက်ကြပါပဲ။ဒါမှကိုကိုကိုပြန်နားလည်နိုင်မှာ။ဥပမာအနေနဲ့ဒီလိုမျိုးရေချနေပါတယ်။ငါတငယ်ချင်းတွေကငါကိုမခေါ်ပဲအပြင်ထွက်လေကြတယ်။သူတို့တွေငါကိုတငယ်ချင်းဖြစ်ကနေရက်လိုက်မှာကိုငါကြောက်တယ်ဆိုပြောပေါ့။ဒါကကိုရကိုပိုင်းဂျာနယ်ထဲမှာမို့လို့ဘလောက်ဒရာမာဆန်းရှင်ဆန်းချင်းကိစ္စမရှိပါဘူး။ ကိုခန်းစားချက်ကိုကိုယ်တိုင်နားလည်သွားပြီဆိုရင်တော့ဒုတိယဆင်ကိုတက်လို့ရပါပြီအဲ့ဒါကတော့ဆက်တွယ်ပြောဆိုခြင်းပေါ့ကိုယ်အတွေ့ထဲမှာပဲတယောက်တည်းပြိမိနေမယ်ဆာအပင်ထွက်ပြီးအခြေအနေမှန်ကိုသိဖို့စကားပြောရမယ်ချင်းရောက်ပါပြီဒီမှာအရာစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ရှင်ချက်တစ်ခုရှိတယ်တခုကခုခေါင်းလေးမှာပဲဖြစ်နေတဲ့စိတ်ကူးတဲ့ကရန်ဖြစ်ပွဲဒါကကိုထွင်မြင်ချက်တွေယူဆချက်တွေပေါ်မှာပဲအခြေခံတာဆိုတော့အခြေအနေတွေကိုပိုဆိုးစေတာပဲရှိမယ်တကယ်လက်တွေ့မှာလုံးဝမှာကတော့ ငါဒီလိုခံစားနေရတယ်ဆိုတဲ့စကားလုံးမျိုးကိုတုံပြီးကိုယ့်ရဲ့ခံစားချက်အစစ်အမှန်ကိုဖွင့်ဟဲပြောပြတာပြီးတော့တဖက်လူရဲ့အမြင်ကိုနားလည်ဖို့ကြိုးစားတာအဲ့ဒါကမှတကယ့်အဖြေကိုရောက်စေမှာပါနောက်ဆုံးစင်ကတော့ဖြစ်ရှင်းချင်းမှာဒါကအခက်ဆုံးအပိုင်းလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီအစ်စ်မှာကို့အကြောင်းပဲတွေးနေတာကိုခဏရက်ပြီးတဖက်လူရဲ့အမြင်သူရဲ့စကားကိုအာယုံစိုက်ပြီးအမှန်တကယ်နားထောင်ပြရမှာဖြစ်လို့ပါပဲ။ကဲ။အားလုံးကိုခြုံပြီးပြန်ကြည့်အောင်။ဒီနေ့လေ့လာခဲ့တာတွေကိုအခြေခံပြီး ဒီခံစားချက်ကိုရှုထောင့်အထစ်တစ်ခုကနေဘယ်လိုမြင်လို့ရမလဲဒီ messy say mixer កောင်းကိုဘယ်လိုရင်ပါအောင်လုပ်မလဲဆိုတာဆွေးနွေးကြည့်ကြရအောင်ပါဒီနေ့ဆွေးနွေးခဲ့ရတဲ့ကိုအတူချုပ်ပြင်ပြောရရင်ပမာချက်မနာလိုစိတ်ဆိုတာလူတိုင်းမှာရှိတဲ့တဘာဝခံစားချက်တစ်ခုပါဒုတိယအချက်ဒါရအများတော့အဖြစ်ကိုယ့်ရဲ့မလုံခြုံမှုတွေကနေအစပြုတာပါနောက်ဆုံးအကြီးဆုံးကတော့ဒါကိုထိန်းချုပ်နိုင်ဖို့ဆိုရင်ကိုယ်ခံစားချက်ကိုဝန်ခံရမယ်ရိုးရိုးသားသားစကားပြောရမယ်ပြီးတော့တခြားသူတွေပြောတာကိုလည်း နားထောင်တဖို့လိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့စဉ်းစားကြည့်ရလေတခုနဲ့အဆုံးသက်ချင်ပါတယ်။အကယ်၍ဒီမျက်စိစိမ့်မစ္ဆာကောင်းဆိုတာတိုက်ထုတ်ရမယ့်ယံဘူးတယောက်မဟုတ်ပဲကိုယ့်ကိုတခုခုလာပြောပြဟိုကျူးစားနေတဲ့နားလေပေးရမယ့်တန်တမန်တယောက်တာဖြစ်နေခဲ့ရင်ကောဘယ်လိုဖြစ်မလဲ။